ငယ်တကယ်ချင်းနေဖြစ်တဲ့ချက်တဲ့ကျမရေမကောင်းချိန်မှာမထင်မှတ်တာတွေပြုမှုတခုနဲ့ဆက်ဆံခဲ့လို့လူပြောများနေတဲ့ခင်လေးတွေကဲပရိသတ်ကြီးတို့ကျမရေချင်းနေတခုကြောင့်အမှုပညာလုပ်တွေနဲ့တော်လေဝေးကွာနေခဲ့ရပေမယ့်ပရိသတ်တွေနဲ့ဆက်သွယ်မပြတ်ပဲတသွေးတဲ့တသားတွေရှိနေခဲ့တာကကယ်ရမီတယောက်စာမင်းသမီးချော်လေးတမောင်မြတ်မှာသူမနေနဲ့ယောဂခဲရှိနေခဲ့တာကြောင့်ရုပ်ရှိဇာတ်ကားရိုက်ကူးမှုနားနေခဲ့ရတာပါမင်းသမီးချော်လေးတမောင်မြတ်နေနဲ့အောင်မြင်မှုတွေအရှိန်အဟုန်နဲ့တက်နေစဉ်အတွဲမှာရုပ်တရက်အနားယူလိုက်ရှာတာပါသူမနေတူငယ်တငယ်ချင်းဖြစ်တဲ့ခင်လေးတွေ အနေနဲ့ကလည်းအိမ်တော်ရသားကြပြီးတော့တအိုးတအေးထူထောင်ကအနုပညာလုပ်တွေကိုရက်တက်ပြစ်ခဲ့တာပါ။ဒါကြောင့်မေအနုပညာလောကကနေချိန်တိုင်းနာတစ်ခုအတွင်းမှာပဲသိချင်ရတဲ့တငယ်ချင်းတွေဖြစ်တဲ့တမွန်မြင့်နဲ့ခင်လင်းတွေတို့ကတိတ်မတွေ့ပြစ်ခဲ့ကြပဲနဲ့အနေဝေးခဲ့ကြတာပါ။တမွန်မြင့်နဲ့ခင်လင်းတွေတို့ကအနုပညာလောကတွေကို80နောက်ဆက်ဝေးခဲ့ကြတာဖြစ်ပြီးတော့တာမယ်တငယ်ချင်းတဲ့ပေါ်တွေဆက်ဆက်ရေးတွေရှိခဲ့ကြတာပါ။ဒါကြောင့်မေသူမတို့နဲ့တိုင်းရင်းသားတွေပြပြပူပွင့်နေလင်းရှိပြီးတော့တိုင်မင်မော်တိုင်မင်ဘက်တွေဖြစ်ခဲ့ကြကနှိမ့်တဲ့ဖြစ်ကိုကြည်တန်းကြီးနဲ့ရင်းနှီးဆုံးတငယ်ချင်းတွေဖြစ်ခဲ့ ကြတာပါသူတို့နှစ်ယောက်အနေနဲ့အပြိုကြီးပွားနယ်ပဲရိုးထုတ်လိုက်မယ်လို့ထင်ထားခဲ့ကြပေမဲ့လေမင်းသမီးချော်လေးတက်မော်မြင့်ကဥဆုံးအင်အောင်ကြကရင်သွေးရတနာလေးဖြစ်တဲ့တောင်းနဲ့သမီးနှစ်ယောက်ကိုပိုက်ဆိုင်ထားတာပါတက်မော်မြင့်ကတော့အင်အောင်ကြပြီးမှပိုချစ်စရာကောင်းလာတယ်လို့ဇကားပေါင်းများစွာရိုက်ကူးခဲ့ကအကယ်ဒမီစုတွေကိုလည်းသိမ့်ပိုက်နိုင်ခဲ့ကတာယာပျော်ရွှင်တဲ့ဘဝကိုပိုက်ဆိုင်ထားခဲ့တာပါအခုချိန်မှာတော့ကျမရဲ့ချင်းလေးကနားမဖြစ်မှမလို့နုပညာလောကကိုကြောက်ခိုင်းထားရတာပါ သူမလိုပဲချစ်တဲ့ငယ်ချင်းဖြစ်တဲ့ခင်လင်းတွေအနေနဲ့ကလည်းရုပ်ရှင်လောကကနေအနားယူကာ ကိုပိုင်လုပ်ငန်းတွေကိုတိုးချဲ့လုပ်ကိုင်းနေတာပါခလင်းတွေကတော့လူပြိုကြီးဖြစ်မဲ့ဇာတာပါလာခဲ့တယ်လို့ထင်ခဲ့ပေမဲ့နောက်ပိုင်းမှာချိရသူနဲ့တွေ့ဆုံခဲ့ပြီးအိမ်နောက်ကကစီဝါရေးတွေကိုသာဒီဇိုင်းမမက်လုပ်ကိုင်းနေကြတာပါဒါကြောင့်လေခလင်းတွေအနေနဲ့ချမ်းသာကျေဝါတာကြောင့်သူမပိုင်ဆိုင်တဲ့ကျုံတစ်ခုမှာနေထိုင်ရင်းနဲ့တငယ်ချင်းဖြစ်သူတတ်မုံမြင်နဲ့လူချင်းမတွေ့ရပဲလိုင်းပေါ်ကသာဗီဒီယိုခေါ်နဲ့အလွှဲတင်နေရတာပါခလင်းတွေအနေနဲ့ကလည်းဒူရှိစေတတ်မုံမြင်အိမ်တို့မကြာခဏသွားရောက်တက်ပြီးတော့ချက်ပြုတ်စားတော့က ပြပြောရွှေရှဲနေတဲ့ကြတာပါဒါကြောင့်လေခင်မင်းရှင်ဤတဲ့တယုံစင်တဲ့ညီမရင်းနေလို့ချစ်ခင်ကြတာမလို့ပရိသတ်တွေရဲ့ အော်ချီချူမှုကိုရရှိနေတာပါအခုချိန်မှာတော့မင်းသမီးလေးတက်မော်မြေကတော့ကိုယ်တိုင်ကလည်းယောဂခံရှိနေတာမလို့ဂယူဆိုင်ရတဲ့ဇာကပဲကိုဗစ်ယောဂကုသခံလိုက်ရတာပါသူမအနေနဲ့ကလည်းထိုင်းနိုင်ငံမှာနေထိုင်စဉ်အတွင်းအခုလိုယောဂကုသခံလိုက်ရတာကြောင့်အတော်လေးကိုမှလူလဲဖြစ်ကပြန်လေကျမ်းမာဖို့တော်တော်လေးကုသလိုက်ရတာပါသူမတရားမြန်မာနိုင်ငံကိုပြန်လာတဲ့ချိန်မှာလေးတငယ်ချင်းဖြစ်သူခလင်းတွေကကျုံးကနေပြန်အောင်လာကတက်မော်မြေကိုကိုဖီးရှေဖီးပြုစုက အစစအရာယူဆိုင်ပေးခဲ့တာပါအခုလိုမထင်မဲ့ကြတဲ့ပုံစံမျိုးနဲ့တကယ်ချင်းကိုလောက်ကင်ပေးနေခဲ့တာကြောင့်ပဲခင်မင်မှုကရေပေါ်စီလိုအပေါ်ယံဝင်နေတာမဟုတ်ပဲရှင်နေကလာတဲ့တန်ရုံးစင်ကိုမြင်တွေ့ခဲ့ကြတာပါအခုလိုတကယ်ချင်းတယောက်ကအရေးကြုံတဲ့ချိန်အနောက်မှာဖေးမပေးရဲနဲ့ပြုစုနေတဲ့မြင်ကွင်းဟာပရိသတ်တွေကိုကြည်နူးပီတီဖြစ်စေခဲ့တာပါဒီပြုတ်ကိုကြည့်နေကြတဲ့ပရိသတ်တွေအရောသွေးသားမတော်ဆက်ပေမဲ့ညီမရေးချလို့ယူဆိုင်တဲ့တကယ်ချင်းရှိလားဆိုတာပြောခဲ့ပေးပါဦးရှင်အပိနောက်စင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာပြန်လည်ဆုံတွေ့ ေကြမယ်နော်